သူနဲ့ကွဲကွာနေတဲ့ကာလတွေတုန်းကကျွန်တော်စိတ်ကူထဲမှာသူ့ပုံရိပ်ကိုတခြင်းတစ်ပုံနဲ့တွဲပြီးမှတ်မိနေခဲ့တာအဲ့တခြင်းရဲ့အဖွင့် intro ကိုကြားလိုက်တာနဲ့သူကမျက်စိတွေပေါ်လာတယ်ကျွန်တော်ကလေသူ့ကိုသိချစ်တာပဲသူ့မျက်ခုံတည်တည်လေးနှာခမ်းထွက်ထွက်လေးလက်ချောင်းဖြူဖြူတည်တည်လေးတွေနောက်သူ့ထောဖက်ကိန်းနဲ့ဆင်းနေကိုနိုင်ရဲ့ သူ့အတန်ဆွတ်ဆွရရောပဲတချင်းကတော့ရေတကွန်ကြီးကြီးပါတယ်ကားလက်မကြီးတွေပါတယ်ဒီလိုနဲ့ကျွန်တော်ရဲ့အတွေ့အထိမှာသူနဲ့ကျွန်တော်ဟာအဲ့တချင်းပေါ်မှီပြီးဇက်လန်းတွေ ဖြစ်ပြောင်းလို့ကျွန်တော်မှတ်ဉာဏ်ထဲမှာရှိလာတော့တာပဲကျွန်တော်ရဲ့အမှန်မဟုတ်တဲ့မှတ်ဉာဏ်တွေထဲမှာသူနဲ့ကျွန်တော်အပြစ်မှတခါမှမဖြစ်ခဲ့ဘူးဓာတွေကို ဖြစ်ပျက်ခဲ့ဘူးတလို့ကျွန်တော်မှတ်မိနေခဲ့တယ်။တချင်းတခါနားထောင်တိုင်းတခါငါတို့ကတိတ်ချစ်ရက်နဲ့ဝေးရတာပဲဆိုတဲ့ခံစားချက်ကြီးကပို့ခိုင်းမာလာတယ်။အဲ့တချင်းရဲ့ငိုတန်နည်းနည်းပတ်သွားတဲ့အပိုင်းရောက်ရင်မချိပြုံလေးနဲ့လက်ပြသွားတဲ့သူ့ကိုမြင်ရောက်လာတယ်။တကယ်အပြင်မှာအဲ့လိုမဖြစ်ခဲ့ဘူး။အဲ့တချင်းအတိုင်းလွမ်းတယ်ဆွေးတယ် အတွေ့အကြုံမှာသူနဲ့ကျွန်တော်နဲ့ဇလန်းတွေကတစ်ခါနဲ့တစ်ခါနည်းနည်းစီတော့ကွဲတယ်။တချင်းဆုံးရင်ကျွန်တော်ကကျွန်တော်ကိုကျွန်တော်ဖက်တယ်။အရင်လွမ်းနာပဲချစ်တယ်ဆိုပြီးတက်ပြင်းချတတ်တယ်။နောက်နှစ်တွေကြာလာတော့သူနဲ့ကျွန်တော်အပြစ်မှာတကယ်ပြန်တွေ့တယ်။ကျွန်တော်သူ့ကိုချစ်တုံးပဲ။ဒါပေမဲ့တဖြည်းဖြည်းသူဟာကျွန်တော်မှတ်မိနေခဲ့တဲ့သူ မဟုတ်ဘူးဆိုတာသိကြလာတယ်။ ူလက်ချောင်းတွေတောင်ကျွန်တော်မှတ်မိခဲ့တာနဲ့တစ်ထပ်တည်းတူမနေဘူး။နောက်ပြီးသူနဲ့ကျွန်တော်ကြာကမှတ်မိနေခဲ့တဲ့တချို့အကြောင်းအရာတွေလည်းမတူဘူး။ကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေကတကယ်တော့မတိကျဘူး။လိုရာကိုနည်းနည်းလေးရင်းပြီးမှတ်မိနေတာမျိုးပဲ။မတိစိတ်က edit ပြီးမှ save တာပဲလို့တော့အတန်ဝါတွေးမိသေးတယ်။ကျွန်တော်သူ့ကိုဆက်မချစ်တော့မှန်းကို သူနဲ့ကျွန်တော်ချစ်ရက်နဲ့ဝေးရတာမဟုတ်မှန်ပြန်တရိယာသွားချိန်မှာတိလိုက်ရတယ်။လက်တွေ့ဘဝမှာသူက သူ့ရဲ့အရေးပါဆုံးလူတွေကိုသူ့ညာဘက်ကစတန်းစီခိုင်းမယ်ဆိုရင်တော့ကျွန်တော်နဲ့သူနဲ့ချာအကွာဝေးကရေကြော်နဲ့လှဲတဲ့လောက်ရှိပါလိမ့်မယ်။အထက်တောင်ဝေကောင်းဝေးနိုင်ပါသေးတယ်။ကျွန်တော်သူ့ကိုသိချစ်ပါတယ်။ဒါရီကလည်းကျွန်တော်ရဲ့မှတ်ဉာဏ်တွေကြောင့်ပါပဲ။သူ့ကိုတော်တော်များများလေးချစ်ကြပါတယ်။ တခါတလေသူ့ကိုလည်းအားကြပါတယ်။တခါလေတော့အချစ်ခံရလို့နေသူတွေကချစ်ပေးရတဲ့သူရဲ့ဒုက္ခကိုမမြင်ကြဘူးပဲလို့တွေးမိပါတယ်။လက်တွေ့မှာတော့ကျွန်တော်ကသူ့ရဲ့တည်ငောင်းမှန်သမျှကိုဥဥဖြားဖြားသိရတဲ့စာကောက်ထဲထားမှပါတယ်လို့အရှင်မပြေဘူးဆိုလို့ဘာဖြစ်တာလဲပြောပြချင်လား။ကိုနားထောင်ပေးမယ်လေလို့ပြောတိုင်းရပါတယ်ဒီလိုပါပဲလို့ပြန်ပြောခံရတဲ့ဆက်ဆံရေးပါပဲ။ ။နောက်ပြီးတော့သူ့နဲ့ကျွန်တော်မှတ်ညံတွေက သူ့နဲ့ချာကွဲပြားမှုတွေကလည်းရှိပါသေးတယ်။နောက်တော့ကျွန်တော်လည်းကျွန်တော်စိတ်ကူရရတချင်းနဲ့သူ့နဲ့ကျွန်တော်ရဲ့တကယ်မဖြစ်ခဲ့တဲ့မှတ်ညံတွေကိုပဲတင်ထားလိုက်ပြီ။လက်တွေ့ဘဝမှာတော့ခုနှစ်နှစ်စာပေးခွင့်မရခဲ့တဲ့အချက်တွေအားလုံးကိုဖျားမှာစာကလေးလွတ်တယ်လို့အာရပါရကောင်းခင်ပေါ်လွှင့်ပြလိုက်ပြီးရှေ့ဆက်နိုင်ခဲ့ပါတယ်။ တချင်းကတော့တက်ရောက်မှုရှိတော့မှာပဲသူကလည်းရေတခွန်လဲပြတဲ့ intro ဒီလုံးတန်နဲ့အတူ ကျွန်တော်အတွေ့ထဲမှာစုပုတ်ပုတ်ပုတက်ပုတက်နဲ့ပေါ်လာနေတော့မှာပဲအတွေ့ထဲမှာသူရောကျွန်တော်ရောငယ်ကြပါတယ်အပြင်မှာခုနှစ်တွေဘလောက်ဖြစ်ဖြစ်ကျွန်တော်တို့ကတော့အချိန်တစ်ခုတည်းမှာပဲရှိကြပါတယ်ဒါမှပေးခွင့်မရလိုက်တဲ့အတူတူမှတ်ညံလေးတဲ့သူ့အရေးလေးထဲ့သိမ်းမိတာတော့ ပြစ်ပြောမယ်မထင်ပါဘူးကျွန်တော်ကလည်းတချင်းဆုံးရင်အရင်လွမ်းလာပဲချစ်တယ်လို့မပြောတော့ဘူးပဲပေါ့တီနိုမညံတုဖတ်ရှုတင်ဆက်သူစိတ်မြမြစဉ်လူချင်းမျိုးဤချင်းပြီးနားဆင်မှုအတွက် essence reader မှကျေးဇူးတင်ရှိပါတယ်ရှင်